အားလုံးပဲလာပါ press the play channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရတော့ brother တို့ရောကျွန်တော်ဒီတော့အရန်ကိုစနစ်တက်ခဲ့ကြတဲ့ DDS ခေါ်တော့ဟာ bandan leo ဘာမှစသဖြင့် PS2 game တွေကို PS2 slim နဲ့ controller မျိုးပဲနဲ့ brother တို့ရဲ့ laptop နဲ့ mobile တစ်လုံးရှိုံနဲ့ဆက်လုပ်ကြနိုင်ပြီဖြစ်ပါတယ်အဲဒါဆိုရင်ဘယ်လိုဆက်အောင်မလဲအရင်တော့ကျွန်တော်တို့တည်ပြီးသားဖြစ်တဲ့ PPSS ပြပြများလား no မဟုတ်ပါဘူး ဘာသာရုံးရဲ့ laptop မှာ PC SSH2 ဆိုတဲ့ software ရှိုံနဲ့ PS2 game တွေအကုန်လုံးဆောက်ရနေပြီဖြစ်ပါတယ်။အဲဆိုရင် PC SSH2 က mobile မှာရှိရဲ့ Ada SSH2 နဲ့တူတူပဲမဟုတ်လား။ No application ပုံစံတူပေမဲ့ platform ကတော့ကွဲပါတယ်။အဲဆိုရင်ကျွန်တော်တို့က mobile ကိုပါတက်လို့ရတယ်။ဟုတ်ပါတယ်။ mobile ကို controller အနေနဲ့တုံးဆောက်မှာဖြစ်ပါတယ်။ကျွန်တော်ဒီ video ထဲမှာ PC SSH2 နဲ့ပတ်သက်တဲ့ setup နဲ့ full guide ကိုအကုန်လုံးထည့်ပေးရမှာမို့လို့ video လေးကိုမကြောက်ဘဲနဲ့အဆုံးထိကြည့်ကြဖို့မိသားစုခံနေပါတယ်။ ျွန်တော်ရဲ့ channel မှာ PCSH2 နဲ့ပတ်သက်ပြီးတော့ B2K နဲ့ပတ်သက်တဲ့ knowledge တွေအစားပုံတင်ပေးမှာလို့ like and subscribe လုပ်နေကြဖို့ကမေးပါနဲ့။ Okay အားလုံး sip relax and watch ဒီ brother တို့အရှင်တော့ကျွန်တော်ရဲ့ Telegram channel လေးကိုရောက်ပြီဆိုရင် brother တို့ဒီ PCSH2 ဆိုတဲ့ website လေးကိုဝင်ပြီးတော့ PS2 emulator ကိုအရင်ဒေါင်းလုဒ်ဆက်ပြရမှာဖြစ်ပါတယ်။ brother တို့ဒီမှာ latest နိုင်ပြီးရင် download လုပ်နေလိုက်တယ်နဲ့ brother တို့ auto download ဆက်ပြရဖြစ်သွားပါလိမ့်မယ်။ ပြောရရင်ကျွန်တော်ရဲ့ Telegram channel တွေက VC Redis A64 ဆိုတဲ့ file ကို download ဆက်ပြရအောင်ဖြစ်ပါတယ်ဒီ file က game installation hardware file တခုတက်ပဲဖြစ်ပါတယ်တကယ်လို့ brother တို့က brother တို့ရဲ့ PC ဒါမှမဟုတ် laptop မှာ steam platform ကခင်နေဒါမှမဟုတ်ဒီ PC game တွေအဲ့လိုဆော်ရဘူးလေဆိုရင် brother တို့ရဲ့ laptop တွေမှာဒီ file က auto ship နေပြီတက်ဖြစ်ပါလိမ့်မယ်ဒီ 7zip ကကြာတော့ brother တို့ window 11သမားတွေအားဒီ 7zip ကိုလုံးဝ download လုပ်စရာမလိုပါဘူး ဝင်းရိုတန်းနဲ့ဝင်းရိုတန်းအောင်နေတဲ့သူတွေကတော့ဒီ7 zip ကိုတောင်းပြီးမှရအောင်အဲ့တော့မှ file extract လုပ်တဲ့အခါမှာ7 zip ကိုတောင်းအောင်မလို့ပါ brother တို့ download save white ဆိုရင်ဒီ visiret a64 ဆိုတဲ့ဟာလေးကို double click ပြီးတော့ဖွင့်လိုက်ပါပြီးရင် i agree နေပြီးတော့ install လုပ်လိုက်ပါကျလို့ brother တို့ရဲ့ laptop ထဲမှာဒီ file ရှိနေပြီဒါဆိုရင် already install ဆိုပြီးပေါ်နေပါလိမ့်မယ် ပြောရရင်ဘာသာတို့ဒီ PC SSH2 ဆိုတဲ့ file လေးကို right click ထောက်ပြီးတော့ extract all နေလိုက်ပါ extract လုပ်လိုက်ပါပြီးရလို့ရှိရင်ဘာသာတို့ဒီလို folder လေးတွေကိုရှားပါပါလိမ့်မယ်အဲ့ခါကျရင်ဘာသာတို့ right click ထောက်ပြီးတော့ new နေပါပြီးရင် test document နေပါပြီးဘာသာတို့ကျွန်တော်ရိုက်တဲ့အတိုင်း port ပဲဆိုပြီးရိုက်လိုက်ပါဒီ guys ဆိုရင်ဘာသာတို့ဒီ PCSH2 QD ဆိုတဲ့ဟာလေးကို double click ပေးပါဘာသာတို့ဒီမှာဆိုရင် language ဘာသာတို့ general language ရှင်းရမယ် theme ကတော့ဘာသာတို့ဒီ background အကြောင်းတွေချိန်တာဟာညာပါเนาะ background အကြောင်းတွေချိန်လို့ရမယ်ပြီး next ပြီးဘာသာတို့ဒီလိုမျိုး window bios တောင်းတဲ့အခါကျဘာသာတို့ browse ကိုနှိပ်ပါနေပြီးတော့ရင်ဒီ bios ဆိုရက် နေရာလေးကိုဆလတ်လုပ်ပြီးတော့ဆလတ်ဖလော်ရာကိုနေပြီးပါပြီးရင်အဲ့နေရာမှာဖလာတို့ဒီတလီကျွန်တော်ရဲ့တလီလွန်းထဲမှာရှိရဲ့ဒီ SCPA ဆိုရယ်ဒီ file တုံးကိုတောင်းပြရမှာဖြစ်ပါတယ်တောင်းပြီးပြီးသွားရင်တော့ဖလာတို့ download ဆဲပုံပါတယ် F file တုံးကို PS2 ဒီ PC SSH ရဲ့ခုနကဘိုင်းဝင်နေမှာတော်ပြီးတော့ ထည့်ပေးရမှာဖြစ်ပါတယ် copy ပြီးရ paste လုပ်ရရပါတယ် okay brother root copy paste လုပ်ပြီးပါဆိုတော့ခုနကဒီညာလေးပြန်တော်ပြီပါပြီးရင် refresh list ကိုနှိပ်ကြည့်လိုက်ပါ brother တို့အကယ်လို့ brother တို့ရဲ့ပိုင်လုံး file နဲ့မှာခုနက file တွေတုံးလို့ရှောင်နေမှာဆိုရင် ဒီလိုလေးပုံနေမှာဖြစ်ပါတယ်။အဲခါကျရင် next ကိုနေလိုက်ပါ။ပြောရရင်ဒါ brother တို့ရဲ့ဂိမ်းနေထည့်မဲ့ file အတွက်ကိုနေရတော့နေရထည့်ပြရမှာဖြစ်ပါတယ်။ brother တို့ဒီခုနကဒီနေရာလေးမှာ recreate ထောက်မယ်။ပြန် news မှာ folder အသစ်ကို create ပြီးတော့ games ဆိုပြီးတော့ create လိုက်ပါ then brother တို့မှာ brother တို့ file တွေ game set file တွေပေါ်နေမှာဖြစ်ပါတယ်။ဒါကြောင့်ကျရင် brother တို့ဒီမှာ add ကိုနှိပ်ပြီးတော့ခုနက brother create ရဲ့ဒီ game ဆိုတဲ့ file လေးမှာ select လောက်အောင်နှိပ်ပြီးအောင်ဖြစ်ပါတယ်။ yes ။ဒီဒါကတော့ key bind နဲ့ controller line နဲ့ပတ်သက်ပြီးတော့ setting ရှင်းရမယ့်နေရာပါ။ဒါကတော့ကျွန်တော်နောက် video မှာဆက်ပြီးတော့တခါတည်းအသေးစိတ်ရှင်းပြပေးပါမယ်။ โอเคအဲ့ခါကျရင်အဲ့ဒီ PCSS2 ဆက်ရက finish ဖြစ်ပါပြီ brother တို့ရဲ့အတွက် game down website နဲ့ game down လာမယ့်နေရာပြီးတော့ game ကိုဘယ်လိုမျိုး flow rate ထည့်ရမလဲဆိုတာကိုကျွန်တော် Telegram မှာအသေးစိတ်ကျွန်တော်တင်ပြထားပါမယ်ဖြစ်ပါတယ်โอเค brother တို့ဒီလိုလေးဖြစ်သွားပြီဆိုရင် brother တို့ရဲ့ game down အမယ် game down မိမရေကျွန်တော်ရှိမှာကြတော့ game file တစ်ခုပါရှိပြီးသားမို့လို့ကျွန်တော်အဆန်းထည့်ပြပေးပါမယ် ဒီမှာဆိုရင်ကျွန်တော် GDS SEO ဒီ game file ကိုထည့်လိုက်ပါမယ်ခုန game ဆိုတဲ့နေရာမှာ paste လိုက်ပါမယ်ဒီမှာ brother ကို paste ပြီးသွားလို့ရှိရင် game for new game နေတိုင်းဒီမှာ GDS SEO ရှိနေဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ brother ကိုရှင်းပြမယ်ဟာ ဒီညာလေးကိုပြန်ပြီးဆောင်တယ်ဘာသာတော့ဒီမှာရှိတဲ့လေးရောင်လေးလေးကိုတိတ်လိုက်ပါပြီးပါလို့ရှိရင်ဒီညာမှာပုံမှန်ဆိုရင် blank ဖြစ်နေပါလိမ့်မယ်အဲ့ခါကျဒီညာမှာ GTA SA ဆိုပြီးတော့စာရေးပဲပုံနေဆိုတော့ဘာသာတော့ tools ကိုတွားလိုက်ပါပြီးရင် cover download လောက်တွားလိုက်ပါပြီးပါလို့ရှိရင်ဘာသာတော့ကျွန်တော်ပြီးတာတဲ့ Telegram channel မှာခြားထားတဲ့ဒီ website လေးတွေကိုမြင်လိုက်ပါပြီးပါလို့ရှိရင်ဘာသာတော့အောက်ကိုဆွဲချပြီးတော့ ဒီမှာဆိုရင် default cover နဲ့ 3D cover ဆိုပြီးအဲ့လိုမျိုးရှိပါတယ်ကျွန်တော်ကတော့ default cover ပဲသုံးလို့လို့ default cover ကိုသုံးလိုက်ပါမယ် default cover နဲ့ 3D cover ဘာလဲကွာလဲဆိုရင်တော့ဒီလိုမျိုးပါ okay ကျွန်တော်ပြီးသွားရင်ဒီ tools ထဲမှာ coffee layer ဟာလေးကိုထည့်ရပါမယ်ထည့်ပြီး start နေလိုက်တဲ့အခါကျရင် auto download ဖြစ်ပြီးတော့ဒီလိုပုံလေးပေါ်လာပါလိမ့်မယ်ကဲဒီမှာဆိုရင်ကျွန်တော်တို့စပြီးတော့ game ကိုစပြီးတော့ဆော့လို့ရပါပြီ ဘာလို့ရှိမှာကွန်ထရိုလာရှိရင်ကွန်ထရိုလာနဲ့ချိန်ကွန်ထရိုလာမရှိရင်ဒီမိုဘိုင်းရနဲ့မိုဘိုင်းနဲ့ကွန်ထရိုလာဘယ်လိုတောင်းဆိုရအောင်လဲမိုဘိုင်းနဲ့ဘယ်လိုဆော့ရမလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြအောင်မှာဖြစ်ပါတယ်အားလုံးပဲဘိုင်ဘိုင်人はなぜ夜更かしをすると思う